ားလုံးပဲမင်္ဂလာပါအဲကျမတော့ဗောနော်ဒီကနေ့အာအတွက်ပဲပြောချင်းလဲဆိုကျမအမျိုးသမီးဒီမျိုးသမီးတွေကိုကျမကောင်စလင်လုပ်တဲ့သူဖြစ်တယ်အခုဗောနော်မျိုးသမီးဖွဲ့ရလဲကျမကိုခေါ်တာဖြစ်တဲ့အတွက်ကျမအမျိုးသမီးတွေအတွက်ပြောဖို့ဗောနော်စီစဉ်ရဒါပေမဲ့လည်းဒီတံမခွဲတော့ဘူးဆိုတော့အိမ်တောင်ဗောနော် အိမ်တောင်အတွက်ပဲပြောမယ်လို့နော်ခဏလေးဆုတောင်းမယ်နော်ဟာလေလုယမြစ်တာရောရှင်အဖာကိုရောကိုယေရှုတင်နေဟာလေလုယဟာလေလုယဘုံကြီးတဲ့ဖခင်တကိုးကြီးသောဖခင်အမြင့်ဆုံးသောဖခင်အနန္တတကိုးရှင်ဖခင်ဖခင်တကာတို့ရဲ့ဖခင်ဘယင်တကာတို့ရဲ့ဘယင် အရှင်တကာတို့ရဲ့အရှင် နာမတကာတို့ထက်မြတ်တဲ့နာမကိုရောနာမတော်ကိုဘုံပြီးပါတယ်ဖခင် ိုရောနာမတော်ကိုကောင်းချီးပေးပါ යි ကိုရောနာမကိုခိုလုံပါတယ်ကိုရောဖျားပြင်ဆင်တဲ့နေ့ရက်အတွက်ဂျေဇူးတင်တယ်ကိုရောဖျားဒီမှာသမီးရောက်စီရဲ့လိုအပ်ချက်ကိုကိုရောသမီးရဲ့နှုတ်ကနေကိုရောပြောပါကိုရောအလိုတော်တိုင်းဖြစ်စေပါနောက်ဆက်စီးတားမဲ့စာရဝိညာဉ်စုံမှောင်မိုက်တကိုးတွေအလုံးသာဆက်မြသာယေရှုခရစ်တော်နာမ၌ချီးနှောင်မတော်ပေရှားတယ်ဒီချိန်တိုင်းတက်တာအသည်အသည်ယေရှုခရစ်တော်နာမ၌ကောင်းချီးပေးလေဆက်ကန်းနဲ့ဆုတောင်းစပြုပါရဖဖခင် အာမင်နော်ကျမကအိမ်တောင်အမျိုးသမီးတွေအတွက်အဓိကကျမကောင်ဆယ်လင် လုပ်နေတာဖြစ်တယ်ဒါပေမဲ့ခုနှစ်ယောက်စလုံးပြောရမှာဆိုလို့ရှိရင်အဓိကနော်ဆရာလည်းအများအားပြောတယ်ဆရာမလည်းမနေ့ကပြောတယ်လူမှာဘယ်နှပိုင်းရှိလဲသုံးပိုင်းရှိတယ်ခန္ဓာစိတ်ဝိညာဉ်ရှိတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့က လူတယောက်နဲ့တယောက်နဲ့ပေါင်းဖက်တဲ့အခါမှာ background လည်းမတူဘူးเนาะအခြေအနေတွေလည်းမတူကြဘူးတခါတလေလူမျိုးတွေတောင်မတူကြဘူးဟုတ်တယ်เนาะလူမျိုးတွေလည်းမတူဘူးအခြေအနေတွေလည်းမတူဘူးတချို့ကတော့လူမျိုးလည်းတူတယ်ဘလို့ပဲအခြေအနေမှာပဲဖြစ်ဖြစ်ကျွန်မအမျိုးသမီးတွေ counseling လုပ်တဲ့အခါမှာအများစုကပေါ့เนาะလူမျိုးမတူတာတွေဖြစ်တယ်မလေးရှားတွေမှာအိမ်အောင်ကြတယ်เนาะမိဘပေးစားလို့ကြတဲ့အခါမှာ စဉ်းစားကြည့်လေကျမတို့လူတယောက်ကခန္ဓာစိတ်ဝိညာဉ်၃ပါးတောင်မှကိုတယောက်တည်းညီးလားဆရာတို့တနည်းပြောသလိုညီးလားမညီးဘူးเนาะတခါတလေကြရင်ကိုကခုနလိုပေါ့ဖျားကြောင်သွားခြင်းနဲ့စိတ်ကရှိတယ်ဒါပေမဲ့ဘာဖြစ်လဲခန္ဓာကိုယ်ကမကျမ်းပါဘူးเนาะခန္ဓာကိုယ်ကပြင်ပန်းနေတယ်เนาะစိတ်ကမပျော်ဘူးဖြစ်နေတယ်เนาะသွားခြင်းနဲ့စိတ်ရှိပေမဲ့ ဝိညာဉ်ကမပြောဘူးနော်ဝိညာဉ်ဖျားနဲ့အဆက်မရှိတဲ့ခါမှာဝိညာဉ်တော်ရဲ့ဥစားမှုမရှိရင်စိတ်နဲ့ခန္ဓာနဲ့ပဲသွားနေတာများတဲ့အတွက်ကြောင့်ခုနလိုပေါ့ခန္ဓာကိုယ်ကအဆက်မပြေရင်စိတ်ကလည်းမသွားပြစ်တော့ဘူးဟုတ်တယ်နော်ဆန္ဒရှိပေမဲ့ဒါကြောင့်မို့လို့ဒီ၃ပါးကမညီတဲ့အခါမှာနော်မနေ့ကသင်တယ်လို့ပဲဝိညာဉ်ကအဲ့ဒီဝိညာဉ်ကဖျားနဲ့အဆက်ရှိုံနဲ့မကဘူးအဆက်ရှိုံနဲ့မရဘူးဘာလို့ ਆ မလဲ ဝိညာဉ်တော်နဲ့အမြဲတမ်းအချိန်ယူရတယ်။နော်မနေ့ကပြောသလိုပဲခရစ်တော်ကပါလဲနည်းနည်းစောစောမိုးမလင်းမီခမည်းတော်နဲ့အချိန်ယူသလိုပဲကျမတို့ကဖျားနဲ့အချိန်ယူပါ။ဒီကနေ့အိမ်တော်နေမှာဖြစ်နေတဲ့ပြဿနာကကိုကျမတို့ကထင်နေအာမိန်းမကြောင့်ယောက်ျားကြောင့်ခလေးကြောင့်အတင်းတော်ကြောင့်နော်အလုတ်ထဲကလူကြောင့်ကျမတို့ တခါတလေနော်အဖြစ်ဝင်ချတောင်းပန်တဲ့ခါမှာမဝန်ခံဘူးသူတပားကိုကိုစော်ကားတဲ့ခါမှာကျမတို့ကငါမှန်နေသူစော်ကားလို့အဲ့လိုမျိုးကျမတို့ထင်တယ်မဟုတ်ဘူး तू ဘလောက်ပဲစော်ကားစကားကိုတခါပြောမိရင်ဖျားခင်ကျွန်တော်မှားတယ်ကျမမှားတယ်အဲ့ဒီဝန်ခံဘာပဲဖြစ်ဖြစ်ဝန်ခံတတ်တဲ့အကျင့်ပေါ့နော်အဲ့ဒါကိုနေ့တိုင်းဝန်ခံမှဝิญဉ်တော်ကကျမတို့ကိုဆက်ပြီးတော့ဆွဲခေါ်လို့ရတယ် နော်မဝင်ခံလို့ရှိရင်ကျမတို့ကိုဖရားရဲ့ဝိညာဉ်တော်ကဆက်ပြီးဆွဲခေါ်လို့မရဘူးဖရားကြောင့်ပဲဘလောက်တက်တက်နော်စံသားတွေပဲဘလောက်တင်းတင်းစံသားတွေပဲဘလောက်ဖတ်ဖတ်ကျမတို့ရင်းနဲ့ဖရားနဲ့ကြားမှာရှိတဲ့အပြစ်ကိုနော်တင်းတော့အပြစ်ကငါ့ကိုဘာလို့ဘာဖြစ်ရမယ်လို့ပြောလဲညံ့နာလွှဲစီတယ်တဲ့ဖရားကကျမတို့ကိုစံသားကတတိနဲ့ကြည်တယ်လို့ပြောတာနော်တင်းတော့ကိုတတိနဲ့ကြည့်ရှုတော်မူသောကြောင့်တင်းတော့နိုင်စိုးရင်ချင်းရှိသမျှကို ကိုရောနိုင်အနံ့လို့ပြောတယ်ဘာဖြစ်လို့လဲဖခင်ကတတိနဲ့ကြည်နေတာဖြစ်တယ်ချမ်းသာကတတိနဲ့ကြည်တယ်ဆိုတာကျွန်တော်တို့ကလေးလေးတွေမွေးဖူးတယ်နော်အိမ်တော်တွေတွေဖြစ်တယ်ကလေးတယောက်က ပြစ်ထားလို့မရဘူးချက်ချင်းတော့ကောက်စားတာလာသားလေးတွေနော်ကောက်စားတာသူတို့ကပါဇက်ထဲကိုတစ်ခုခုထည့်လိုက်ပြီဟောခလုတ်ကိုမိခလုတ်ကိုကင်လိုက်ပြီဟုတ်တယ်နော်လှေကားကလေဆင်းပြီသူတို့ကဗာလဲတတိနဲ့မကြည့်လို့မရဘူးဟုတ်တယ်နော်မိခင်တိုင်းအိမ်တော်တွေတိုင်းကြည့်တယ် အဲ့လိုဖခင်ကကျမတို့ကိုအဲ့လိုကြည့်နေတာတတိနဲ့အမြဲတမ်းကြည့်နေတာကျန်ဘလို့ဝမ်းသာဖို့ကောင်းလဲကျမတို့ကလေးတွေကိုဂယုဆိုင်တယ်လို့ဖခင်သခင်ကကျမတို့ကိုအဲ့လိုဂယုဆိုင်တယ်ဒါပေမဲ့ခုနတင်တို့ရဲ့အပြစ်ကတော့ဘာဖြစ်သွားလဲငါ့ကိုမျက်နှာလွှဲစီတယ်ဖခင်ကတတိနဲ့ကြည့်တယ်ဆိုတော့တစ်ချက်မှပြက်လို့မရအောင်ဒါပေမဲ့ဘယ်အရာကပြက်သွားစီလဲ အဖြစ်ကအခုဆမဆန်ဒီကိုကျမကြည့်နေတယ်ဆမဆန်ဒီလည်းကျမကိုကြည့်နေမလားဒါပေမဲ့ဘယ်အားခံသွားလဲကျမရဲ့လက်ကခံသွားလားနှစ်အောင်လုံးကတော့ကြည့်နေတာပဲဟုတ်တယ်နော်ဒါကြောင့်မလို့ဖယားကကျမတို့ကိုကြည့်နေတယ်ဒါပေမဲ့ကျမတို့ရဲ့ဘာခံသွားလဲအဖြစ်ကခံသွားတာဖြစ်တယ်ဒါကြောင့်မလို့ဖျောင်းကင်ရှိမှနေတိုင်းကျမတို့ရဲ့အဖြစ်ကိုရှင်းထုတ်ဖို့လိုတယ်နော်နေတိုင်းရှင်းထုတ်ဖို့လိုတယ်ဒါကကျမက Bible study မှာဆိုအပြစ်ဝင်ချတောင်းပန်ခြင်းကိုသင်တာပေါ့နော်။ဒါပေမဲ့ဒါလေးဒါကအချိန်တိုတဲ့အတွက်ကြောင့်ကျွန်မကအအစုံပဲပြောလိုက်တာပေါ့နော်။အတုပ်ဆုံးပေါ့နော်။အဲ့တော့အဲ့ဒီအပြစ်ကိုနေ့တိုင်းရှင်းမှာကိုယ့်ရဲ့အပြစ်ကိုကိုယ်နေ့တိုင်းမရှင်းရင်ကိုယ့်အနည်းဆုံးကိုယောက်ျားကိုမိန်းမကိုခလေးအိမ်ထဲမှာကိုပြဿနာတက်မှာဖြစ်တယ်။ ။နော်ပြီးလို့ရှိရင်ငါဟာပြစ်ရှိတယ်ဆိုတာကိုသိပါ။တခုခုနော်ကျွန်မဒီအိမ်အောင်နဲ့ပတ်သက်ရင်တော့အမျိုးသမီးတွေကစုတောင်းဖို့အရန်အရေးကြီးတယ်။နော်အမျိုးသားကတဲ့ကျက်စာထဲမှာတော့တရားမနာရင်တော့မှနင်တို့ရဲ့စုတောင်းကြဖြစ်အမျိုးသားပြောင်းလဲမယ်တဲ့။ဟုတ်တယ်နော်ဒီကနေ့အမျိုးသမီးတွေစုတောင်းဖို့တအားလိုတယ်။အခုဟုတ်တနည်းအားလည်းပြောင်းလဲကြရဲနော်အမျိုးသမီးတွေရဲ့မျက်ရည်နဲ့ဆုတောင်းခြင်းကနော်ကျမလည်းမျက်ရည်နဲ့ဆုတောင်းခြင်းကဆရာကိုပြောင်းလဲစီတယ် အဲ့တော့အမျိုးသမီးတွေကဖျားထားတဲ့ position ကဘာလဲဆိုတော့ယောက်ျားကိုအထောက်အမဖြစ်တယ်။နော်အထောက်အမဖြစ်တဲ့အတွက်ကြောင့်မလို့ခင်မုန်းကအရက်တောက်တယ်ခင်မုန်းကစိုးတယ်ဆိုရင်ကျမတို့ကဘာလုပ်လဲ။ယောက်ျားစိုးရဲမပေါင်းချင်ဘူး၊ကြွားချင်တယ်။ကျမကောင်စလင်လုပ်တဲ့အများစုကတော်ပြီးမပေါင်းတော့ဘူး။နော်အများစုကအဲ့လိုမျိုးဖြစ်တယ်။မှန်ပါတယ်။ဒီကုလောကကြီးမှာလည်းတင်နေတာကဘာပဲလဲ။ မပေါင်းမကောင်းရင်မပေါင်းနဲ့ဘာမှဆက်ပြီးတော့တင်မလားတီးခံပြီးပေါင်းနေစရာမလိုဘူးလို့လောကကတင်တယ်ကြားဘူးလေနော်အဲ့တော့လောကကတော့ဟုတ်တယ်မှန်တယ်ကျမတို့လည်းလက်ခံတယ်ဒီနိုင်ငံရောက်လာပြီးလူတိုင်းကိုချီတော့ဘောကိုရတာကိုကားကိုမောင်းကိုလုပ်ကိုသွားနေတာလေသူပေးမဲ့ပေးသလိုကိုလည်းပေးမဲ့ပေးနေတာမဟုတ်လားအဲ့တော့ဘာဒီယောက်ျားကြီးကိုဒုက္ခခံပြီးပေါင်းစရာအကြောင်းရှိလဲ ဟုတ်တယ်နော်မိမတချို့ကမိမဆိုးတယ်ဒီမိမကိုဒီယောက်ျားကိုဘာမှတီးခတ်ပြီးရေရှည်ပေါင်းစရာမလိုဘူးလောကတော့မှန်တယ်ဒါပေမဲ့ဖះရကတင်တော့ပါလေနှစ်ယောက်မဟုတ်ဘူးငါးရှိမှပါပဲလေတစ်ယောက်တည်းဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ကအခုဖះကိုတကယ်တည်တယ်ဖះအလုတ်လုတ်တာကိုဖះဘုံကိုထင်ရှားတဲ့အိမ်အောင်ဖြစ်ချင်ရင်တော့ကျမတို့အိမ်အောင်ချပြီးသွားပြီဆိုရင်တော့မကွဲရဘူး ရားခင်စုံဖက်တာကိုလူမခွဲခွာစေနဲ့မယုံကြည်သူယောက်ျားဖြစ်ရင်တော့မာတဲ့ဖျားခင်ကအဲ့ဒီယောက်ျားကပေါင်းချင်နေဆိုရင်ဖျားခင်ရှိမှာပါလေတန့်ရှင်းနေတဲ့မယုံကြည်သူမိမဆိုလဲဟာ तू ကမယုံကြည်သူမဟုတ်လို့နော်တချို့ခရိယန်တွေကအကြောင်းပြတယ်မယုံကြည်သူမိမမယုံကြည်သူကိုကွဲချင်လို့ရှိရင်မယုံကြည်သူဖြစ်လို့ဆိုပြီးကွဲလိုက်တယ်ယုံကြည်သူနဲ့ပြန်ပေါင်းလိုက်တယ်ဖျားခင်ရှိမှာဟုတ်လားမဟုတ်ဘူးဖျားကမယုံကြည်သူယောက်ျားလဲ ဖျားခင်ရှိမှတန်ရှင်းတယ်။သူကမကွဲခြင်းမူသူကမဖောက်ပြန်မူဆိုရင်တန်ရှင်းတယ်။မယုံကြည်သူမိမလည်းဖောက်ပြန်တာမဟုတ်ဘူး။နော်ဒီသူကပေါင်းချင်တယ်ဆိုရင်ဖျားခင်ရှိမှတန်ရှင်းတယ်။မကွဲရဘူး။နော်ဖျားခင်ကဒီစာရန်ကတော့အိမ်တောင်လေးကိုခွဲဖို့အဓိကအိမ်တောင်ကိုသူကခွဲတာ။နော်စာရန်စာရန်ရဲ့အဓိကအိမ်တောင်လေးကိုဖြိုခွဲတာ။ဖျားက unity ဖြစ်မှာဒီအိမ်တောင်ကိုဘုံထင်ရှားစေချင်တာ။ ဒါကြောင့်မို့လို့အာရန်ကိုဖျားကပြောတယ်တယောက်တည်းမနေကောင်လို့ပြောတဲ့ခါမှာနောက်ထပ်မြေမှုန့်ကိုယူပြီးနောက်တယောက်မဖန်ဆင်းဘူးဟုတ်တယ်နော်နောက်တယောက်ကိုယူမြေမှုန့်ကိုယူလိုက်ရင်အဲ့လူကဘာပဲဖြစ်မလဲနောက်တယောက်ဖြစ်သွားမယ်ဒါပေမဲ့ဖျားကနောက်မြေမှုန့်ကိုယူလာမယူဘာကိုယူလဲအဲ့ဒီအာဒန်တဲကနိုင်ရောဥပမာကျမအမြဲတမ်းပြောတယ်ကျမရဲ့လက်ကိုကျမဖြတ်ပြီးဒီနားမှာခြားထားမယ်လက်တစ်ဖက်ဖြတ်လိုက်မယ် ဲ့ဒီလက်ကကျမနောက်တစ်ယောက်ဖြစ်သွားလားမဖြစ်သွားဘူးကျမရဲ့လက်ပဲအဲ့ဒီသဘောပဲအာဒံတဲကနန်ရိုးကိုထုတ်ပြီးတော့မိမကိုဖန်ဆင်းလိုက်တဲ့အတွက်ကြောင့်နောက်တစ်ယောက်ဖြစ်သွားလားမဖြစ်သွားဘူးနော်နန်ရိုးကပြန်ထည့်လိုက်ရင်ပါပဲလေတယောက်ပဲဒါကြောင့်မို့ဖျားခင်ကအဲ့ဒီလင်မယားဟာနှစ်ယောက်မဟုတ်ဘူးတယောက်ပဲဒါကြောင့်မို့လို့အယိုးငါအယိုးတွေကအယိုးအသားတွေကအသားပဲဖြစ်တယ်ဒါကြောင့်မို့တလုံးတဝရဲရှိဖို့ဖျားရဲ့ရည်ရွယ်ချက် ။စာရန်ကတော့အိမ်တောင်ကိုပဲခွဲမှာ။လင်မယားမပြေလည်တာနဲ့အားလုံးမပြေလည်တော့ဘူး။နော်ဖြစ်နေတဲ့ဒီကနေ့ပြဿနာကကိုယ့်ရဲ့ stress တွေကိုနော်ကိုယ့်ရဲ့မပြေလည်ခြင်းတွေကိုကိုယ့်အနည်းဆုံးလူပေါ်မှာကျွန်တော်တို့ပုံကြတယ်။ယောက်ျားကလည်းသူရဲ့အလုံးမမပြေလဲခြင်းเนาะအစ်တော်မမပြေလဲခြင်းတွေကိုအိမ်မှာကိုမိမကိုနိုင်ရတဲ့မိမဆိုရင်ကိုမိမကိုပဲအဖြစ်ပုံတယ်ခါလေခလေးတွေကိုအဖြစ်ပုံတယ်เนาะဘာဖြစ်လို့လဲ ကိုယ့်ရဲ့ stress ကိုအဲ့ဒီလူတွေအနည်းဆုံးကိုယ်နိုင်ရတဲ့လူမှပုံတာဖြစ်တယ်။အဲ့ဒီအချင်းကိုမလုပ်ပါနဲ့။နော်။ကိုယ်နိုင်ရတဲ့လူစီမှာ ကိုကဖိပြောတယ်။ကိုကကိုပြောခံရတယ်။ကိုကမတန်ရဘူးဆိုရင်ဘာဖြစ်လဲ။ကိုဘာဖြစ်နေပြီလဲ။ပြောခြင်းမိမဲ့အလုပ်ထဲမှာမပြောနိုင်ဘူး။နော်ဒါကြောင့်မလို့ဇနီးတွေဒီခင်မုန်းကိုအထူးသဖြင့်ကျွန်မမျိုးသမီးတွေကိုပြောနေရတော့ဆူတောင်းပါ။ကိုပြေလေမှကိုခင်မုန်းကအပြစ်မှလောက်ရတာများတယ်။ เนาะယောက်ျားဆိုတာယောက်ျားရဲ့သဘောကသူတို့ကတာဝန်လဲပူကြီးတယ်အိမ်တော်ရဲ့တာဝန်လဲသူတို့ကရှိတယ်အလုပ်တာဝန်လဲရှိတယ်เนาะဒီအတင်းတော်ဆိုလဲဆရာတွေဆိုလဲအတင်းတော်ရဲ့တာဝန်တွေရှိတယ်တော့အဲ့ဒီ stress ကြီးရှိတဲ့အခါမှာဇနီးတဲ့ကအများကြီးဒူးထောက်ရတယ်။ကျမဆိုလဲအများကြီးဒူးထောက်ရတယ်။ဘာဖြစ်လို့လဲ?သူ့ရဲ့ stress ကြီးကိုကျမကဖြေရှင်းပေးနိုင်ဖို့ဒါကြောင့်မို့တုတ်တန်37မှာ ပညာရှိတဲ့မိမကမိမိအိမ်ကိုတိဆောက်တယ်ဟောမဟုတ်ပါဘူး sorry ဒါလည်းတိလာနဲ့ပြည့်စုံတဲ့မိမကမိမိခင်မအကျိုးကိုမဖြစ်ဘူးတသက်လုံးပြည့်စုံတယ်ဒါကြောင့်မို့အမျိုးသမီးတွေအာယောက်ျားမကောင်းကြောင်းယောက်ျားအဖြစ်တချို့နော်ရင်ဖွင့်ဖွင့်နေတဲ့လူတကဘာဖြစ်သွားလဲအဲ့ဒါတွေကမကောင်းနော်ဖျားကိုရင်ဖွင့်မှာဖြစ်လာတဲ့အရာအလုံးခုနလိုပေါ့နော်ကောင်စလင်လုပ်တဲ့ဆရာမကိုရင်ဖွင့်နေတိုင်းမြင်နေရတမျိုး နော်တကယ်ဝိညာဉ်ရေးကဥဆောင်မဲ့ဆရာဆရာမကိုတိုင်မင်တာတမျိုးဒါပေမဲ့လူတကားကိုယောက်ျားမကောင်းကြောင်းလူတကားကိုမိန်းမမကောင်းကြောင်းပြောကြရမကောင်းနော်အဲ့တော့ဒါကလည်းဗာလဲဒီယောက်ျားအတွက်ဒီမိန်းမအတွက်အချက်ရစေတယ်အိမ်တော်မှာအမင်္ဂလာဖြစ်စေတယ်ကိုယ်နှုတ်မှာလည်းအမင်္ဂလာဖြစ်စေတယ်နော်အဲ့ဒီအတွက်ကြောင့်ကျမတို့အမျိုးသမီးတွေကဗာပဲလို့ရမလဲဆုတောင်းမှာဖခင်နဲ့ကိုယ်နဲ့ relationship မှန်ဖို့လိုတယ်နော်ကိုယ့်ရဲ့ဝိညာဉ်တော်နဲ့ ဖျားတခင်ရဲ့မိတ္တဟာယဖွဲ့ပြီးတော့ဝိညာဉ်တော်နဲ့ဖြည့်ပါအဲ့ဒီခါမှာကိုယောက်ကြားရဲ့နော်ဒီတုတ်တန်31ကိုဒီဟိုဟာဘောနော်တီလာနဲ့ပြည့်စုံတဲ့မိမကိုဘယ်သူတွေ့ရသနည်းကနေစပြီးတော့အဆုံးထိဖတ်ကြည့်ပါနော်ဟုတ်တယ်ဒီမိမတော်တွေတက်တာတွေရှိသလိုမိမိခင်မုန်းအကျိုးကိုမပြေတသက်လုံးပြုစုတယ်ပြီးတော့တင်ညာစကားကိုပြောတတ်တယ်စကားပြောတဲ့အခါမှာခင်မုန်းကိုပြောတဲ့အခါမှာအာနေငါဘလို့ကျမတို့အပြစ်တင်နေမိမတွေတော်တော်များများယောက်ျားကိုအပြစ်တင်နေ ဟုတ်တယ်နော်အဖြစ်တင်တဲ့အခါမှာဘာဖြစ်လဲအဲ့ဒီယောက်ျားကကိုကစိတ်ညစ်နေရတာတမျိုးအလုံးမအစင်မပြေတာတမျိုးနော်မိမကနာညိတာတမျိုးလဲဘာဖြစ်သွားလဲဒေါသတွေထွက်ပြီးတော့ထရိုက်တာတို့လက်ပါတာတို့ဖြစ်သွားတတ်တယ်ဟုတ်တယ်နော်တခါလေမိမကိုမနိုင်လို့ရှိရင်လဲအရက်တောက်ကုန်သူ့ရဲ့ထွက်ပေါက်တစ်ခုသူယူပလိုက်တယ်ဒါမှမဟုတ်တခြားမိန်းကလေးနဲ့ထွက်ပေါက်ယူပလိုက်တယ် ဓမ္မမို့ drugs တွေသုံးတယ်တခါလေလောင်းကစားတွေလုပ်တယ် game တွေဆွဲတယ်နာကြီးတက်တာဖုန်းပွနေတော့တယ်နော်စကားမပြောတော့ဘူးအိမ်လောင်းမှာအဲ့ဒါတွေအားလုံးကစိုးကျိုးကအိမ်လောင်းထဲမှာစုမတောင်းလို့ဖြစ်တယ်ဒါကြောင့်မို့ယောက်ျားပဲဖြစ်ဖြစ်မိမှဖြစ်ဖြစ်တယောက်ကတကယ်ဖရားရဲ့အဲ့ဒီဖရားဆုတောင်းဆုတောင်းဟာခရစ်ယာန်တိုင်းဆုတောင်းတာပဲ no ဆုတောင်းခြင်းကအဲ့လိုတောင်းတာမဟုတ်ဘူးဝိညာဉ်တော်တကယ် အလုံးလုံးကိုကို့အထက်မှာပြင်းပြတဲ့ဆန္ဒနဲ့ဖျားကိုကျမတို့ဒုက္ခရောက်ရင်သူများကိုတကယ်ယင်ဖွင့်နှလုံးသားနဲ့ယင်ဖွင့်နိုင်မလားအဲ့ဒီလိုဖျားကိုယင်ဖွင့်မှာဖျားခင်တကယ်နှလုံးသားနဲ့ပြောပါနော်ကို့ရဲ့အခက်အခဲကိုပြောပါအဲ့ဒီခါမှာဝိညာဉ်တော်ကဝိညာဉ်တော်ကကို့ပေါ်မှာကြားတဲ့ခါမှာဝိညာဉ်တော်ကြောင့်နော်မောရှိဆိုပါလေဖျားနဲ့အချိန်သွားယူတဲ့ခါမှာသူ့ရဲ့ဝိညာဉ်တော်ရဲ့တကူကသူ့ကိုလူတွေမကြည့်ရဘူးဒါကြောင့်မို့ယောက်ျားတွေပဲဖြစ်ဖြစ်မိန်းမတွေပဲဖြစ်ဖြစ် အတင်းတော်မှာပြဿနာရှိမယ်နော်အလုတ်ထဲမှာပြဿနာရှိမယ်ကိုကိုပဲမှာလှုပ်လှုပ်နေမှာနော်အဲ့ဒီခါမှာဖယားကိုဒူးထောက်ပါဖယားကိုဒူးထောက်ပါဖယားရဲ့ဘုံဂလိုရီယာကိုပေါ်မှာချလို့ရှိရင်သူ့များကိုကိုအနိုင်ကျင့်လို့မရဘူးတချို့အလုတ်ထဲမှာအနိုင်ကျင့်ခံရတယ်အလုတ်ထဲမှာကိုကိုနှိမ်နေကိုမျက်နှာသာမပြေဘူးအဲ့ဒါကိုဖယားနဲ့မမှန်လို့ဖယားရဲ့ဝိညာဉ်တော်ကိုပေါ်မှာမချလို့ နော်အထက်ဒါကြောင့်မလို့အမျိုးသမီးတွေဆုတောင်းမှာဆိုတာကများသောအားဖြင့်အမျိုးသမီးတွေကဆုတောင်းတဲ့အားကြီးတယ်နော်ဖခင်ကလည်းဒီတန်းစာထဲမှာလည်းအမျိုးသမီးတွေတော်တော်လေးဆုတောင်းကြတာတွေ့ရတယ်နော်ဒါကြောင့်မလို့ကျမတို့အသက်တာမှာဆုတောင်းခြင်းဆုတောင်းခြင်းဆိုတာကဖခင်ကိုစကားပြောတာဖခင်ကတန်းစာနဲ့ပြန်ပြောတာဒါလူတိုင်းသိတယ်ဒါပေမဲ့အဲ့ဒီဆုတောင်းခြင်းရဲ့ဝိညာဉ်တော်ရဲ့တကူကအဲ့ဒီဝိညာဉ်တော်ရဲ့တကူကကိုယ့်ပေါ်မှာကြာရင်ကိုပြောတာမဟုတ်တော့ဘူးကိုယောက်သားကိုပြောရင်လည်း ပညာစကားကိုပြောတတ်တယ်မြစ်တာတရားအဖြစ်နှုတ်မွတ်တတ်တယ်ဒါယောက်ျားဆိုလဲမိန်းမကိုပြောရင်ဖျားနဲ့သွားတယ်တချို့ကမိန်းမမပြောင်းလဲဘူးယောက်ျားပြောင်းလဲရင်လေဖျားနဲ့အချိန်ယူတဲ့လူဟာတကယ်ပဲသူ့ရဲ့နှုတ်ကထွက်တာဝိညာဉ်တော်ကသူ့ထွက်တာမဟုတ်တော့ဘူးသူ့ပြောတာမဟုတ်တော့ဘူးဇာတိနဲ့ပြောရင်လေဘလောက်မှန်မှန်ဘယ်ယောက်ျားမှနားမထောင်ဟုတ်တယ်နော်ဇာတိနဲ့ပြောတာသူ့ကောင်းမှုပြောတာ ကျမတို့အမျိုးသမီးတွေကျမအမြဲတမ်းကျမကောင်ဆင်းလို့ပြောတယ်။ဟာသူ့ကိုကောင်ဆင်းဆိုသူကလန်လွဲ့နေလို့သူကဘလို့ဖြစ်လို့။ नो နေလို့အဲ့လိုပြောလို့မရဘူး။ဇာတိကလေဘလောက်မှန်မှန်လက်ကိုမခံတာ။နားကိုမထောင်ကျင်တာ။ကိုယ်ကိုလည်းအဖြစ်လာပြောကိုမကြိုက်ဘူး။မှားနေလေအဖြစ်လာပြောမကြိုက်ဘူး။မိန်းကလေးရဲ့ဒီတိုင်းပဲ။ယောက်ျားပူဆိုးတာပေါ့။မဟုတ်လား။သူတို့က ဖီးယားကဖန်ဆင်းထားတာကိုတည်းကယောက်ျားကိုပဲဖီးယားကဖန်ဆင်းတာအထောက်မအနေနဲ့ပဲမိမကိုနန်ယိုးလေးကိုထုတ်ပြီးတော့ဖန်ဆင်းတာဖြစ်တဲ့ကြောင်ဖီးယားကအာဗြဟံရဲ့ဖီးယားအိဇက်ရဲ့ဖီးယားယာကုပ်ရဲ့ဖီးယားဟာသူတို့အားလုံးမိမရှိတယ်မဟုတ်လားဒါပေမဲ့ဖီးယားကပြောလားပြောလားမိမလေးမပြောဘူးငါဟာအာဗြဟံရဲ့ဖခင်ဣဇက်ဖခင်ယာကုပ်ရဲ့ဖခင်မိမတွေကအလိုလိုပါလေနန်ယိုးလေခုနဆရာမလက်လို့ပေါ့ဒီလက်ကတိဇက်နောက်တစ်ယောက်ထုတ်ဆရာမလို့ ဆမလည်းပဲအဲ့လိုပဲနန်ယိုးကအိမ်အောင်ချထားပြီးပြီဆိုသူ့ကိုဘုရားကချီးမြှောက်တာဒါကြောင့်မလို့ဒီတီလာနဲ့ပြည့်စုံတဲ့မိမအားဖြင့်တဲ့ယောက်ျားဟာမြို့တကားဝမှာဟိုခေတ်ကတော့မြို့တကားဝမှာပေါ့မြို့သားအသက်ကြီးသူတို့နဲ့တူမြို့တကားဝမှာထင်ရှားတဲ့သူဖြစ်တယ်ဒါကြောင့်မလို့အခုနော်လောကရဲ့စကားအနေနဲ့လဲအောင်မြင်တဲ့ယောက်ျားတစ်ယောက်ရဲ့နောက်ွယ်မှာဘာလို့ရှိတယ်လို့ပြောလဲဟာဒီယောက်ျားအရန်တော်တယ်လို့ပြောလား ကြားဘူးလားဘာပြောလဲအရန်တော်တဲ့မိမတယောက်ရှိတယ်ယောက်ျားအောင်မြင်ခြင်းကသူ့ရဲ့အထောက်အမမိမတော်လို့ဖြစ်တယ်တော့ဒါလောကပေါ့ဒါမြင်လောကတော်မှာတိတယ်မိမတော်လို့ဒီယောက်ျားအောင်မြင်တယ်ဆိုတာတန်းစာတိလို့မဟုတ်ဘူးနော်ဖိဟာတိလို့လည်းမဟုတ်ဘူးလူတိုင်းတိတယ်ဒီယောက်ျားယောက်ျားကပါလေယောက်ျားတော့ယိုင်ပြီ ယောက်ျားတွေကဘာပဲအားနေတယ်သူတို့ကစိတ်သာအခန္ဓာကိုယ်သာ strong ဖြစ်တာစိတ်ကအားနေတယ်မိမတွေကလူသာပြော့တာနော်စိတ်တက်မာတယ်အစရာပြောသလိုပေါ့အယိုးနဲ့လုံးလို့ဖြစ်မယ်တဲ့နော်မိမတွေကမာစိတ်တက်မာတယ်တခုခုပြဿနာတက်လို့ယောက်ျားတွေကဒေါင်းနေပြီမိမတွေကဘလို့ဖြေရှင်းရမလဲဘလို့မျိုးသိရမလားအကောင်းဆုံးကို ယောက်ျားအတွက်လုတ်ပေးရမလဲဆိုတော့မိမတွေကိုဖျားပေးထားတဲ့ညံဒါကြောင့်မိမတွေကဆူတောင်းပါကိုအိမ်တော်တိချပါယောက်ျားဆိုးတာကိုထိုင်ပြောပြီးတော့ဟာအရက်သမား तू ကအတုံးမကြောက် तू ကပတ်စံမရှောင်ဒီနိုင်ငံမှာမိမတွေကလည်းရှာနိုင်လာတဲ့ခါမှာအိမ်တော်တွေမှာအဲ့ဒီပြဿနာတွေဆက်မဖြေရှင်းနေရတာပေါ့နော်အဲ့ဒီအတွက်ကြောင့်ယောက်ျားကိုဖခင်ကဖန်ဆင်းတာဖြစ်တဲ့အတွက်ကြောင့်ဒီယောက်ျားဟာဖခင်ကယောက်ျားနဲ့ပဲစကားပြောတာအိမ်တော်မှာလည်းကောင်းကြီးဟာဖခင်စီကပဲလာတာဖြစ်တဲ့အတွက်ကြောင့်ဒီ တားစင်မြေဆက်ကောင်းကြီးဖြစ်ပေါ်ဖခင်နဲ့အရန်အရေးကြီးတယ်။နော်ဇနီးတဲ့တွေကတော့ကိုယောက်သားရင်းရိုင်ပြီဆိုရင်ဆရာမကိုအမြဲတမ်း follow လုပ်နေကလေးတွေအဲအမျိုးသမီးတွေဆိုရင်ဆရာမပြောတယ်။အာယောက်သားဘလို့ဘလို့ပြောလို့မရပါဘူးပြောလို့ရှိရင်ဆရာမပြောတယ်။ဒါဆိုရင်ဘသူညံ့တာလဲဆရာမသူ့ပြန်မေးတယ်။မကောင်စလင်လောက်တာလဲနှိမ့်နေချီကြာနေရတဲ့သားနဲ့အမြဲတမ်းပြဿနာပဲတဲ့ဆိုဒါဆိုရင်ယောက်သားတယောက် မကောင်းရင်ဘယ်သူညံ့တာလဲမိမညံ့တာเนาะဒါပေမဲ့မတိသေးတော့ပါเนาะတိလာလို့ရှိရင်တော့ကိုကအောင်မြင်တော့သူပဲเนาะဖခင်နဲ့သွားတဲ့လူကအောင်မြင်တယ်ဖခင်နဲ့များများဒူးထောက်တဲ့အမျိုးသမီးကအောင်အောင်မြင်တယ်ကိုယောက်သားကိုလည်းတကယ်တိဆောက်နိုင်တယ်လို့เนาะအမျိုးသမီးတွေကိုလည်းဒါကြောင့်မလို့ နော်အသက်ကြီးတဲ့အမျိုးသမီးတွေဟာအသက်ငယ်တဲ့အမျိုးသမီးတွေကိုတွန်သင်ရမယ်တဲ့အိမ်တော်နေမှာဟုတ်တယ်မိန်းမကလေးငယ်တွေလည်းအိမ်တော်ကြပြီးသွားရင်ဟာစိတ်တရားတခြားကိုရောက်ရင်ရောက်နေတတ်တယ်နော်အသက်ကွာတဲ့အခါမှာအဲ့လိုဖြစ်တတ်တယ်။တချို့ယောက်ျားလေးလည်းအိမ်အောင်ကြပြီးတဲ့အခါမှာစိတ်ကရတခြားကိုရောက်နေတတ်တယ်။အဲ့ဒါကဆုတောင်းခြင်းတကူပဲအရေးကြီးတယ်။နော်ဖျားပါလာရင်ဖျားရဲ့ချစ်ချင်းမြတ်တာကဒီအိမ်ပေါ်မှာချလာရင်လင်မယားလည်းဘလို့အခြေအနေပဲဖြစ်ဖြစ် ချစ်လာနိုင်တယ်။နားလေလာတယ်။ဘာလို့လဲကိုပြောတာမဟုတ်တော့ဘူး။ဝိညာဉ်တော်ကပြောတာဖြစ်တာ။နော်ဝိညာဉ်တော်ကပြောတာဖြစ်တဲ့ကြောင်ယောက်ျားလဲနားခံတယ်။ဒါကြောင့်မိမတွေဒူးထောက်ပါ။ငါပြောစကားငါယောက်ျားဘယ်တော့မှနားမထောင်ဘူးဆိုလို့ရှင်ငါဆူတောင်းဖို့လိုနေတယ်။ငါပြောနေသေးလို့ငါပြောနေသေးလို့နားမထောင်တာ။သားသမီးတွေနားမထောင်ဘူးဆိုလို့ရှင်ငါပြောနေသေးလို့နားမထောင်တာ။ဝိညာဉ်တော်ပြောကြည့်။ဝိညာဉ်တော်နဲ့ကောင်းကောင်းအချိန်ယူကြည့်။ ကိုမပြောတာမဟုတ်တော့ဘူးဝိညာဉ်တော်ကပြောတာဖြစ်တယ်။တော့ဒါကြောင့်မို့ယောက်ျားတွေလည်းခလေးတွေနားမထောင်ဘူးဇနီးတွေနားမထောင်ဘူးဆိုရင်ဖះနဲ့မြများချင်ယူပါတချို့ကဇနီးတွေမပြောင်းလဲဘူးယောက်ျားတွေပြောင်းလဲတာရှိတာပေါ့နော်အဲ့ဒီအတွက်ကြောင့်ဖះနဲ့ကောင်းကောင်းအချင်းယူတဲ့လူကကိုပြောတာမဟုတ်တော့ဘူးကျမတို့မှာဇာတိရှိတယ်လူတိုင်းမှာဇာတိရှိတယ်အဲ့ဒီဇာတိကထွက်လာရင်ဘယ်သူမှနားထောင်လို့မကောင်းတော့အဲ့လိုလင်မယားတွေလည်းဘလို့မှမချစ်နိုင်ဘူးယူတော့ကတော့အရန်ချစ်လို့ ဘသူမှမပေးစားဘူးရိုက်ပြီးတော့အတင်းရအောင်ယူကြတာမဟုတ်လားချစ်တာမရရင်သေတော့မယ်ကျမရဲ့ counseling လုပ်တဲ့အဲတပီလေးတယောက်ဆိုရင် तू ဆိုရင် तू ရဲ့ယောက်ျားသူ့ကိုမရရင်ကြီးစားခုနှစ်နှစ်ကြီးစားဖြစ်တာနော်ဘာမှပြီမှာမ तू ကခုနှစ်နှစ်ကြီးစားဖြစ်တယ်သူ့ကိုမရရင်အစိတ်တောက်တာနော်အစိတ်တောက်တာတတ်တည်မယ်ဆိုပြီးတော့အမိဘတွေကပေးစားရတယ် ဘာသာမတူနောက်တော့ကောင်းလေးကပြောင်းလဲတယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ခုနမနေ့ကတင်တယ်လို့ပဲဘောနဂန်လောက်ကသူငယ်ပဲလဲတယ်သူငယ်ကပါလဲခဏခဏချော်လဲတယ်မဟုတ်လားလူတော့ဖြစ်ပြီးလမ်းတော့ရှောက်တတ်ပြီးဒါပေမဲ့သူခဏခဏလဲတယ်ဒါကြောင့်မလို့ဘောနဂန်ကသူငယ်ပဲခဏခဏလဲတယ်အဲ့ဒီဖခင်အသက်ဝိညာဉ်ရလာတော့မှဒူးဆက်ကိုမပြုတ်တဲ့ဒူးဆက်ကိုမပြုတ်နိုင်တဲ့ level တဲကိုရှောက်သွားတာနိုင်ငံတော်တဲကိုရောက်မှာဒါကြောင့်ဖခင်ကသူ့အသက်ဝိညာဉ်ပေးတာသူ့ရဲ့နိုင်ငံကိုပေးတာဖြစ်တယ် မလှုပ်နိုင်တဲ့နိုင်ငံဒီဆရာအမြဲတမ်းဥပမာပေးနေလေရင်ကလေရင်အားလုံးစီးဖို့တယ်နော်ဒီလိုလာတာလေရင်စီးပြီးလာကြတာကျမတို့ကတော့အများကြီးစီးလာတော့ပိုစီးလာအရင်တော့တော့တစ်ခေါက်နှစ်ခေါက်စီးမသိဘူးလေရင်ကစတက်သွားလို့ရှိရင်လေဒီတိမ်အောင်မှာပြဿနာရှိဟာလှုပ်ရင်လှုပ်တယ်ပြက်ရင်ပြက်တယ်အရန်တော့ရာဒီဥတုမကောင်းဆိုမုံတိုင်းလေရင်ကအရန်ကိုခြေနေဆိုးတယ်ဒါပေမဲ့အဲ့ဒီကနေအတင်းထိုးဖောက်ပြီးတော့တိမ်မော်ကိုတက်လာရင်လေကျမတို့ဤကဲတော့ ဆောင်းတွင်ဒီဇင်ဘာကြီးသွားတာနော်ဟာတက်တော့ဆိုအရန်ရာသီဦးလို့ခြေနေဆိုတယ်တိမ်မော်ရောက်သွားတော့နေလဲပူနေတယ်ကျမတို့အော်လိုက်အင်ဂျင်တွေဘာကြီးချက်ရတယ်သွားတော့ဆိုဟာအကုန်လုံးထုတ်ပြီးယူရိုသွားတာဆိုတော့အရန်အေးတဲ့ဒီဇင်ဘာလည်းဖြစ်တယ်ယူရိုလည်းဖြစ်တယ်တေးပြီးပေါ့ဒါပေမဲ့အဲ့ဒီတိမ်မော်ရောက်သွားရင်ပြဿနာအေးသွားတယ်ပြဿနာဘယ်မှာလဲတိမ်အောင်မှာပဲအဲ့ဒါကြောင့်မို့လေရင်ကစတက်တာနဲ့ဖြည်းဖြည်းချင်းမသွားဘူးတအားကိုထိုးတက်တာအပေါ် တိမ်ပေါ်အရောက်တက်တော့မှအားလုံးပါလေကပတ်တွေပါပြီးဖြုတ်လို့ရတယ်။ဘာဖြစ်လို့လဲ?အဲ့ဒီအချိန်မှာတိမ်အောက်ထဲမှာပြဿနာရှိလို့ဘသူမှလည်းမထရဘူး။ကပတ်လည်းမဖြုတ်ရဘူး။နော်။ဟုတ်တယ်နော်လေအားလုံးစီးဘူးလား။ဒါကြောင့်မလို့လေရင်ဆိုလဲအဲ့တိမ်ပေါ်ကိုထိုးဖောက်ရတယ်။ကျမတို့လည်းဝိညာဉ်ဝိညာဉ်လေထုတွေရှိတယ်ညင်ညူးနေတယ်။နတ်ဆိုးတွေဒီလေထုတွေမှာနတ်ဆိုးတွေရှိတယ်။ကျမတို့ဆူတောင်းခြင်းနဲ့ဖျားခင်စီကိုမရောက်နိုင်အောင်ဆူတောင်းနေရင်လည်းကျမတို့ကိုလှုပ်တဲ့လူကိုဒေါသထွက်နေတာ ဆူတောင်းနေရင်လည်းယောက်ျားကိုစိတ်တိုးနေတာအာပါဇက်ကတော့ဆူတွေတောင်းနေတယ်ကျမတို့စိတ်ကပဲကဘာပတ်နေတခါလေဆူတောင်းနေအိုးငါငါဟင်းအိုးပိတ်ရလားဟောငါခလေးသွားကြိုရအောင်မဲဟောငါပေးမဲပေးရအောင်မဲကျမတို့ကဆူကဒူးတောက်တဲ့နေရာမှာတော့ဆူတောင်းနေပြီစိတ်ကဘာဖြစ်နေလဲခန္ဓာစိတ်ဝိညာဉ်မညှူကဘာပတ်နေတာအဲ့ဒီစိတ်ကိုငြိမ်အောင်လုပ်ဖို့မလွယ်ဘူးဒါကြောင့်မလို့ focus တဲ့သွားဖို့ဖျားဆိုတာ ဲ့ဒါအချစ်လောက်ရတယ်ဆုတောင်းကြုံအချစ်လောက်ပါဆက်စားခြင်းမလူကမရဘူးအဲ့ဒေါသထွက်ဆရာရှိရင်စိတ်တုံဆရာရှိရင်ပို့ဆိုးတယ်မျက်စိနှလုံးအဲ့ရထားလို့မျက်စိနှလုံးဖွင့်လာနဲ့ဟာဖျားလို့မရဘူးဘသူ့အရင်စတိရလဲကိုစိတ်တူအောင်လုပ်တဲ့လူအရင်ဆုံးအရင်ဆုံးမျက်စိနှလုံးအဲ့ရနိုးတာနဲ့ဘလို့စတိရလဲကိုဒေါသထွက်အောင်လုပ်တဲ့လူကိုတတိမရအောင်လား တတိယတယ်ကိုယောက်သားကိုစိတ်တူထားလို့မပြေလည်ထားလို့ရှိရင်အဲ့ဒါကအရင်ဆုံးရောက်လာတယ်နော်အဲ့အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကအဓိကကအဲ့ဒီတိမ်တွေကိုထိုးဖောက်ပြီးတော့ဖခင်ရဲ့မျက်မှောက်တော်တွေကိုအရောက်သွားပါနော်ခုနအဖြစ်တွေကိုဝင်ချကျမပဲမှားတယ်ဒါသမီးနဲ့လည်းကျမပဲမှားတယ်ယောက်ျားနဲ့လည်းကျမပဲမှားတယ်လုံမလည်းကျမပဲမှားတယ်ဖျားခင်သမီးကိုတော်နဲ့အချိန်မီလို့ဒီပြဿနာလေးဖြစ်တာကျွန်တော်ကိုတော်နဲ့အချိန်မီလို့ဒီပြဿနာလေးဖြစ်တာကိုတော်ကျွန်တော်အချိန်ယူရမှာဖြစ်တယ် ီအချိန်ကိုမပေးတဲ့အတွက်ကျွန်တော်အပြစ်ဖြစ်တယ်ဝင်ချတောင်းပန်ပြီးတော့အိမ်တော်ကိုတီဆောက်ဖို့ဖြစ်တယ်လို့နော်အချိန်လည်းသိမရှိရတဲ့အတွက်ကြောင့်ဒီလောက်နဲ့ပဲဆုံးသက်ပါတယ်ရောက်စီကိုဖျားခင်ကောင်းချီးပေးပါစေ